အားလုံးပဲမင်္ဂလာပါရှင်ဆီယမမင်းကြီးရေးသားထားတဲ့အရှုံးဆိုတဲ့ဝိထုတိုလ်လေးတစ်ပုဒ်ကိုဖတ်ပြပေးခြင်းပါတယ်ရှင်ဒီတစ်ခေါက်ပြန်လာရင်တော့မဝါကိုလက်ထပ်တော့မယ်တဲ့ကြော့လေးတန်ကတောင်းတတောင်းဆိုတဲ့မပေါက်ပဲသူ့ဘာသာသူပင်တေချာအောင်ရေရွတ်ကြည့်ပြီးဂတိပြုနေရတယ်လို့ပဲရှင်ထဲမှာမျက်နေသောအနာကပိုလို့ဆူအောင်လာသည်ခမဲမဲအပြုံးကိုကြော်မြင်အောင်ပြုံးလိုက်သည်ထိုအချိန်မှာမာနလက်ကြံကလည်းယုံထလာသည် မာနနဲ့ဂုံသိက္ခာဘာကိုရွေးမလဲအန်ကိုတင်းတင်းကြိတ်ခာစကလုံးတွေကိုမြူချရသည် အသက်35နှစ်အရွယ်မိမတယောက်အနေဖြင့်ယာရုဂုံတည်းရှိအပြိုကြီးတယောက်အနေဖြင့်သူ့ဂုံသိက္ခာကိုသာရွေးချယ်ရတော့မည်ထိုအခါကြော့ကိုဘယ်လိုမှထိငော့တော့မခံကြည့်မခံသာနိုင်လှသောစကားတွေမပြောမိတော့ဘူးပဲဆုံးဖြတ်လိုက်ရတော့သည်မဟုတ်လင်တော့ ဒီလိုဆုံးဖြတ်တဲ့အတွက်ကိုကမင်းကို ကြီးသူစကားများပြောရအောင်မလားကြော်ရင်ဆိုတာလေးလောက်တော့ပြုံးရင်ပြောလိုက်ချင်သေးတာခုတော့အသက်နှလုံးတွေဆက်ဆက်ခါနာတဲ့အထိမာနကိုတိမ်ထုတ်ရလေသည်အသားညူညူတေးသေးကြည်ကြည်နှင့်ရုပ်ရည်လှပသောစင်ရင်မဝင်ရသည့်အထဲစာတော်ညံကောင်းခြင်းဖြင့်မာနကြီးကတော်ယုံဘသူကိုမှ အထင်မကြီးခြင်းသည့်ဝါဝါမိတ်အတွက်အသက်30ထိတိုင် ပိုးပန်းချင်းကသည့်ယောက်ျားလေးတယောက်တည်းမှမရှိခဲ့ခြင်းကတကယ်တော့အံ့ဩစရာမကောင်းပေတကယ်တကယ်အံ့ဩစရာကောင်းတာက အပြိုကြီးခန်းဝင် အရာရှိမတယောက်အနေဖြင့်မန်မာနာကို အားကိုးကာခက်တီတီရက်တီနေသည့်ခုလိုအချိန်ခါကြမှခြားတိတ်ကလေးတယောက်ကသူ့ဘဝတည်းအရောက်ဝင်လာနိုင်ခဲ့တာကမှအံ့ဩစရာကောင်းတာဖြစ်သည်ပြီးတော့အဲ့ဒီခြားတိတ်ကလေးကသူ့ရဲ့လက်အောက်မှဝန်းနှန်းလင်းဖြစ်သေးသည် ပြီးတော့ဝမ်မိတဲ့အသက်9နှစ်လောက်ငယ်သူ လောကကြီးကို မျက်မှောင်ကြုံကြည့်နေကြဝါဝါမေးသည် ထိုလူငယ်လေးကမှမျက်မှောင်ဖြည့်လျက်ပြုံတုံတုံ ကြည့်ရမည်ကိုတော့ရှက်နေခဲ့၏အဲ့ဒီကောင်လေးနဲ့ကွန်ပျူတာမှာအလုပ်တွဲတွဲလုပ်ရင်းကောင်လေးကဝါမေးကို အထင်တကြီးမျက်လုံးလေးနဲ့ကြည့်ခဲ့တာဝါမေးကတော့ရေခုန်ခဲ့သည် ဟုမထင်ပါအချစ်ဟာနီးစပ်မှုကြောင့်လဲဖြစ်ပေါ်နိုင်လေသည် ကောင်လေးကမဝါကိုချစ်တယ်တယ်လေဘဝမှာ ပထမဆုံးကြားရဘူးသောချစ်စကားအတွေ့ထိုစဉ်မှာဝဝမေခံစားခဲ့ရသည့်ကတုံ့လုံသွားခြင်းကိုသာဖြစ်သည်ကျော်ကချစ်တယ်တယ်လားကျော်ရဲ့ရီမွန်နဲ့အပြုံးကိုတော့အတိအမှန်ပြုမိတာပင်သို့ပေမဲ့ကျော်ရဲ့အနှဲငယ်ဝဖြိုးသောခန္ဓာကိုယ်တုတ်ခိုင်ခံကိုတော့ဘဝင်မကြခြင်းပင်သူသည်မျက်စိစုံမိတ်လျက်ကျော်ထံမှအချစ်ဆိုတာကို ရှောက်ဖွေခန်းစားကြည့်၏မတွေ့ဒါပေမဲ့သူကဆရာဝန်ကြီးသားတဲ့ပြီးတော့တင့်တောင်းတင့်တယ်မိသားစုအတိုင်းအဝိုင်းနှင်းအိမ်ယာတိုက်တာအတီတကြနှင်းကိုပိုင်အီချင်းအနေဖြင့်လဲကွန်ပျူတာတော်ဤအင်္ဂလိပ်ကောင်းဤပြီးတော့ရှေ့ဆက်တိုးတက်ထွန်းကားလိုစေရှိသူပြီးတော့ကျော်ကဝါမေကိုတကယ်ချစ်မယ်ထင်ပါရဲ့တကယ်တမ်းကျတော့သူဤအခြေအနေကသာအရာရှိငယ်တယောက်ဖြစ်ခြင်းကလွဲလို့ မိကိုအားထားစရာကြောထောင်နောက်ခံကထဲထဲဝါဝါရှိလာတာမဟုတ် သူ့ဘဝတဲ့လူလည်ယုံကံပင်မဆင်းရဲခဲ့ရဘူးတာတွေကိုလည်းပြန်ပြန်သတိရမိသေးသည်ဘဝမှာနာကျင်ပြီတချီလောက်တော့လေဘဝကိုအသာစီးဖြင့်ဖြတ်ဖူးခြင်းပြီယောက်ျားဆိုတာအားကိုးရတော့ဖြစ်တဲ့တဲ့ဒါပေမဲ့ကျော်ကဝမရဲ့လက်အောက်ငယ်သားဝန်တန်းပြီးတော့အသက်သိပ်กว่าတာ ဒါပေမဲ့ဘဝမှာပထမဆုံးခံစားရတဲ့ချစ်စကားကို ကျမဘယ်လိုကြောက်ခိုင်းရမလဲ။ဘလောင်မမလှပတဲ့အသက်30အရွယ်မိန်းမတစ်ယောက်အတွက်ရွေးချယ်စရာအခွင့်အရေးများများဆဆမရှိတော့။မာကြောခဲ့ဘူးသမျှကိုတော့နည်းနည်းရှက်ချင်သည်။အဲ့ဒီပတ်ဝန်းကျင်မှာကြော့ကိုချစ်သူလို့လက်ခံကြညာရမှာမဟုတ်လား။အရေးအကြီးဆုံးကကြော့ကိုဝါမေချစ်သလားဆိုတာပဲ။ကိုကိုကိုပြန်အမေးမှာ ူဤနှလုံးသားကနည်းနည်းမှ ခုံလို့မသွားခဲ့ပြီဘဝမှာမကြာခဏပင်မဆင်းရဲခဲ့ဘူးသည်တခါတည်းရန်အနီးဝန်းကျင်မှတငယ်ချင်းမှတချို့လိုချစ်သူခင်မုန်းကိုတစ်ဖက်တလန်းအားကိုးခြင်းသည်မိဘသားချင်းကိုအားကိုးရခြင်းသည်တို့ပေမဲ့မရနိုင်ခင်သူကနည်းနည်းမှကြောကဘဝဆိုတာအပေါ်ခါသက်နေခဲ့တာတွေကြောင့်လဲဖြစ်မိဝါဝါမေက အချစ်ဆိုတာနှင့်လဲ အတော်အနေဝေးခဲ့တာခု တွေ့ပြန်တော့လဲခြွင်းချက်တွေနဲ့ရောပွန်းနေတဲ့အချင်းပတ်ဝန်းကျင်ကတော့လှောင်ပြောင်ကြမည်ထင်သည်အင်မတန်ကြီးကျယ်တဲ့အပြူကြီးထိပြီးခလေးကိုမုံပေးကြိုက်တယ်ဂုံမက်တယ်ငွေမက်တယ်နဲ့လဲကြရကြလိမ့်မည်ကိုတိုင်ကလည်းတိတ်ဆိတ်ကောင်းမွေးခဲ့တာမှမဟုတ်ဖဲလီသူများကိုလည်းအဝေးပန်လွယ်ခဲ့သူ ခုကိုအလှည့်ရောက်တော့ဝါမေသည် သူဤခန္ဓာကိုယ်ကလေးကပင် ိုမိုသေးခွေးကြုံလီသွားလျက်ခွေလိုက်သွားသည်ဟုခံစားရသည်ကဲဘာကိုရွေးမလဲဟုကိုဘာသာအကြင်ကြင်မေးရင်းကပင် နောက်ဆုံးတော့အဲ့ဒီကောင်ရုပ်ဆိုးလေးထံမှခေါင်းငိမ့်လိုက်မိတော့ဤပြီးတော့ဒါဟာဘဝကိုအုံနှောင်းနဲ့ဆုံးဖြတ်နိုင်တဲ့အရေးချင်းပဲဟုလည်းကိုကိုကိုအောင်းမွေးမိပြန်သေးသည်တကယ်တော့ရင်ထဲအငုံစိတ်မှာနည်းနည်းတော့တိမ်ငယ်ဤအကောင်းဆုံးဖြစ်မဲ့လမ်းကိုလည်းအချိန်ပြည့်စင်စားဤ ဒါတဲ့ပိုကောင်းမွန်အစဉ်ပြေမဲ့လန်းအယောင်အဝါတို့ပုံမူတောက်ပမယ်လန်းကျော်ကိုရွေးချယ်တဲ့ခင်မောင်းလောင်းကကိုတပည့်လိုဖြစ်နေတာကိုစိတ်ညစ်တယ်ဒီတော့ကျော်နိုင်ငံခြားထွက်ဖို့ကြိုးစားပါလားကွယ်သူဤမျော်လင့်ချက်ကအောင်မြင်ခဲ့ဤကျော်ကလွယ်လင့်တကူပင် သူလျှောက်ဆေခြင်းသည့်လန်းကို လက်ခံလေသည် ကျော်နိုင်ငံခြားထွက်ဖို့ကြိုးစားစဉ်မှာတော့ဝါဝါမေဤအိမ်မက်တို့ကအလွန်လှပသည် စေကူးရင်ဘူးခဲ့သမျှဘဝကလေးပေါ်ပြည်စုံကုံလုံးသော လူနေမှုဘဝတစ်ခုကိုကြော်ပေးနိုင်တော့မှာပဲတောက်ပသောဝါဝါမေဘဝမှာသူကောင်းမော့ပျော်လိုက်အောင်မြည်ပတ်ဝန်းကျင်ကိုလည်းခက်ရဲရဲကြည်ပြစ်လိုက်အောင်မြည်ဖုံးကွယ်ထားခဲ့သမျှညှို့ငဲ့စိတ်တို့ကခုပင်မရှိတော့သလောက်ဖြစ်နေပြီခုအခြေအနေလေးကိုပင်ဝါမေကျေနပ်လာပြီကြော်သွားမြည်နေ့ကနှုတ်ဆက်တော့မျက်ရည်မကြာခြင်းခင်မဝါကျွန်တော်ကိုချစ်ရလား ုကြော်မေးတော်မှအိမ်မက်တွေကိုခိတဖုံးကွယ်ကရှက်စနိုးဟန်ဖြင့်ခေါင်းငိမ့်ရ၏စိတ်ထဲမှာတော့ဒါဟာဝါဝါမေနဲ့ထိုက်တန်တဲ့တန်ဘိုးပါကွယ်ဂုံမက်တာငွေမက်တာမဟုတ်ပါဘူးဟုစင်ကြေပေးနေမိသည်ကြော်ကတော့လွမ်းစာရီမှန်မှန်ရေးလေသည်ဝါဝါမေကလည်းမပြတ်မကွက်စာပြန်ခဲ့တာပင်ဒီလိုနည်းနှစ်နှစ်အကြာကြော်ခွင့်ဖြင့်ခဏပြန်လာတော့ကြော်ကိုပိုင်ငွေဖြင့်ဝယ်သော ကားလေးနဲ့ဝမ်မေဤယုံအသွားအပြံကိုကြော်ကြို့ပို့ပေးနိုင်ခဲ့လေသည်ပတ်ဝန်းကျင်ကဝမ်မေတို့ဘယ်တော့လက်ထပ်ကြမှာလဲဟု မေးကြတော့သူခက်ပြုံပြုံပင်ကြော်ကပတ်စံဆူအောင်မယ်တဲ့လေခုမှငွေလေးနဲ့နဲ့ဆူမိကားလေးဆူမိရှိသေးတာမဟုတ်လားဟု ဖြေရတာကပင်အရာသာရှိလို့ပညာအရာမှာတာခဲ့ဘူးသောဝါမေကဂုံအရာမှာပါတာရလိမ့်မည်ဘဝဆိုတာကို အပေါ်စီးမှ မြိန်ရှက်စွာ ကြည်နိုင်တော်မူခုတော်ဖြင့်ကြော့ရဲ့မလှပမခန့်ညမှုကပင်ချစ်စရာကောင်းလို့ကြော်ကနောက်တစ်ခေါက်ပြန်လာရင်အိမ်ဝယ်ပြီးလက်ထပ်မယ်တဲ့ဒါကသူမျှော်မှန်းထားသည့်အနာဂတ်အမှန်လည်းဖြစ်လေသည်ဝါဝမဲအိမ်မက်တွေထဲမှာကောင်းလေးကြီးအဖေဖြစ်သူဆုံးပါသွားခြင်းအဖေကိုစိတ်ကူးရ၍သူတို့ဤအိမ်နှင့်ခြံကြီးကို ရောင်းလိုက်ရခြင်း ကောင်းလေးကြီးအကိုအိမ်ထောင်ကြကား အင်ကိုစရင်မထောက်နိုင်တော့ခြင်းတွေတော့မပါဝင်ခဲ့ဘူးပေ။အဲ့ဓာတွေကရှောင်လွဲမရစွာရင်ဆိုင်လိုက်ရသောလက်တွေ့ဘဝတွေဖြစ်လာခဲ့လေသည်။ထိုအခါနောက်တစ်ချိန်ရန်ကုန်ကိုပြန်လာမှာတော့ကျော်သည် သူ့အမေညီမတို့နဲ့တိဆောက်ထားသော သူ့မိသားစုအတွက်မရှိမဖြစ်လိုအပ်သူဖြစ်လာခဲ့ပြီ။စီးပွားရေးလုပ်ငန်းတစ်ခုထူထောင်ဖို့စေးကြောင်တက်နေသောညီမငယ်ဤကြောင်စင်းနှင့်စိတ်ပင်ပန်းနေသောကောင်လေးက လက်ထက်ချင်းကို မေလျော်ထားလေသည်ဝါဝါမိမနာတွေကတော့မိလျော်ထား၍မရခဲ့ပြီ အသက်30ကိုအတော်ကျော်လာခဲ့ပြီဖြစ်သည့်မိမတယောက်အတွက်အိမ်တောင်ပြုဖို့အချိန်တိတ်မကြံတော့ဒါပေမဲ့သူကဆားလို့လက်ထက်စကားကိုဘယ်လိုပြောရမှာလဲဝါဝါမိမနာကခွင့်မပြုပေပြီးတော့ဝါဝါမိသည်ရောက်ကမအိမ်မှာတက်နေပြီးယောက်ျားလူဆာကိုသူ့မိသားစုနဲ့ ခွဲဝေစားသုံးရမည်အဆင်အတန်လည်းမဟုတ်ဒီအရွယ်ထိတိုင်းဆောက်ခဲ့ပြီးမှတာမန်ငယ်ရွယ်သူများလိုလက်ထပ်ပြီးတအိုးတအိမ်ခွဲမနေနိုင်သည့်ဘဝမျိုးကိုလက်မခံနိုင်ပါတဖြည်းဖြည်းနဲ့ရင်ထဲရှိအဆိုင်အခဲကကြစ်လစ်လွန်စွာဧကဲခဲ့ပြီးပတ်ဝန်းကျင်ကဝါမေရီဘယ်တော့စားရမှာလဲတဲ့ရင်ထဲနာမြက်ကအန်ကျိတ်လျက်ဟန်ဆောင်ပြုံးရင်းယောက်ျားอยู่တဲ့ကိစ္စကဘဝမှာဘလောက်အရေးကြီးလို့လဲဟု ခက်ရွက်ရွက်ပြောပြတတ်ခဲ့ပြီဒါဟာအတွင်းကအဆက်ကိုဖုံးသောအရေကုန်တစ်ခုလည်းဖြစ်၏သူ့အမြင်အရတော့ကြော့အနေဖြင့်သူ့မိသားစုကိုထားခဲ့၍ရပြီဟုထင်သည်တင့်လျော်သော လူမှုဘဝကို ဖန်တီးပေးထားပြီးပြီပဲမဟုတ်လားဝါဝါမင်းနဲ့ကျော်တို့အတွက်ဘဝတစ်ခုကိုသာ ဖန်တီးတင်ပြီတို့ပေမဲ့မိမိတို့ကကြော့ကိုမခွဲနိုင်ဘူးတဲ့မောက်ဝါပြီးတော့အိမ်မှာမိမိနဲ့ညီမလေးနှစ်ယောက်ထဲကြံခဲ့မှာ ကျော်တို့နဲ့အတူတူနေရင်ပိုကောင်းမယ်ထင်တာပဲတဲ့ဟင်အင်းဘောမမေးမြောင်မန်းခဲ့တာထိုအနာကမဟုတ်ချေမဖြစ်ဘူးထင်တယ်ကျော်ကို့ပုံစံလည်းမင်းသိတာပဲကိုကတီးခြားပဲနေတတ်တယ်ပြီးတော့ကိုတို့ဘာသာအိမ်ခွန်းနေလဲနေနိုင်တာပဲကျော်အမေနဲ့ညီမကိုအဝေးကဆောင်းချောက်လဲရတာပဲကွယ်ကျော်ကမျက်နှာပြက်လေသည်ဝါမေကတော့ဒါဟာတန်ဖိုးအတွက်ဆိုတာကိုပဲတွေးနေမိသည်ကျော်ကတော့ ူမှန်သည်ဟုထင်တယ်။အဲ့ဒီအခြေ အတင်တွေနောက်ပိုင်းမှာတော့သူတို့နှစ်ယောက်အနှဲငယ်စိတ်သက်သွားကြလေသည်ပြီးတော့ခွေရက်တွေအစိမတိတ်ဆိတ်အေးဆက်စွာကြော နောက်တစ်ခေါက်ပြန်ထွက်သွားခဲ့၏။ဝါမေကတော့စိတ်ထဲတိတ်တိတ်ဆိတ်နာကျင်လျက်မှပင် ကိုယုံကြည်မှုအလံကို လွှင့်ထူစေကိုတန်ဖိုးဆိုတာအပေါ်ဂုံလုံးနေမိစေ။နောက်တစ်ချိန်ကြော်ပြန်လာစင်မှာတော့သူ့အမူအရာတို့က တိတိသားသားအေးနေခဲ့လေသည်ဝါမင်းနှင့်သူ့အကြားစာအသွားအလာကျဲပါခဲ့တဲ့ အတွက်လဲတယောက်ကိုတယောက်အလင်းလိုမေးမြန်းဖို့စိတ်လုံးကြဖို့လဲစိတ်ဝင်စားကြပဲတက်ညီလက်ညီအေးခဲနေခဲ့ကြတာချစ်တယ်ရီလွမ်းနေရီမခွဲနိုင်ဘူးရီကင်းမဲ့ကဝါဝါမေးသည် မာနဆိုတာထက်ပင်ဂုံသိက္ခာကိုပဲ တွေးမိစပြူလာခဲ့ရပြီအသက်35နှစ်ဆိုတာ လူသက်တမ်းရဲ့တဝက်ကြော်ပြီးဟူသောအတွေ့ကိုတုံတုံလှုပ်လှုပ်တွေးတက်ခဲ့ပြီးကျွန်တော်ခွင့်တလပဲရတယ်တဲ့ဝါဝါမေးသည်လက်ထက်ချင်ပြီးဟုပြောလာမိစကားကိုတိတ်တဆိတ်ဆောင်မြော်နေစဉ်ကြော်ကတော့စွန့်အနေခဲ့လေသည်နှစ်ယောက်သားစကားရောရှားပါစေဝါဝါမေးကတော့တဝင်းကြီးဤမျက်မှောက်မှာဂုံသိက္ခာတွေမာနတွေနဲ့ပောက်ကွဲနေခဲ့ရ၏နေ့စဉ်ရုံသားရုံပြန်ကြော်ကဝတ္တရာမပြတ်ကြို့ပူ ဒါပေမဲ့စကားတို့အတီးတီးစွန့်အားနှစ်ယောက်တဘဝနဲ့ပတ်သက်သော စကားတွေကိုလည်းတက်ညီလက်ညီရှောင်လွှဲနေကြသလိုပင်နောက်တော့ခါသီးစရာကောင်းလှစွာပင်ရက်30ဆိုသောကာလကခဏနှင့်ပြည့်သွားပြန်လေသည်ဝါဝမေသည်အခွန်ပါပါလေးတွေဖုံးအုပ်ထားသောဥကွန်ထဲမှတေးကွေးကြုံလှီစွာခေါင်းငုံပုန်းရှူနေသောကိုကိုကို မြင်ရောင်မိလေသည်အဲ့ဒီအခွန်ပါပါလေးတွေကဂုံသိက္ခာလေး ာနာတွေကတော့ဖြင့်တစတစငြင်းဝခဲ့ပြီ သူရွေးချယ်ခဲ့သောလမ်းကို သူမငင်းဆန်ရဲပါ ရီစာပြက်အပြူကြီးအားထားရမဲ့စသောသဘုတ်လင်လွင်စကားတွေအဲ့ဒီဝဝါရတွေကို သူရင်မဆိုင်နိုင်ပါဘာပဲဖြစ်ဖြစ်ကြော့မှာတောင်းဝင်ရှိသည်သူဝါမေကို မဖြစ်မနေလက်ထပ်ရလိမ့်မည် ထိုအခိုက်မှာဝဝါမေသည်အချက်တိတ်ခါအတွက်ဓာသောတဆုံးထိုးဆိုင်တတ်သေးလိုက်သော သူရဲကောင်းတယောက်နေရာမှာ ကိုကိုကိုမြင်နေရသောအိမ်မက်တို့ကို မြင်မဲ့လေသည်ကျော်ကနက်ပြန်ပြန်တော့မဲတဲ့သူရင်သွေးယူသွေးတန်းနိုင်စွာ ခုံလာသည်ဒီတစ်ခေါက်ပြန်လာရင်မဝါကိုလက်ထပ်တော့မဲတဲ့အဲ့ဒီအတွက်ဂုံယူရအောင်မလားဒါပေမဲ့အဲ့လိုတည့်ရော်လို့မဖြစ်ပါ ခုချိန်မှာကျော်ဝါဝါမေနှစ်ပတ်သက်၍အပြစ်တစုံတရာမမြင်ဖို့လိုသည်ဘလောက်များနှိမ်ပါလိုက်တဲ့ဘဝလဲဒါ မိမသားတယောက်ရဲ့မိယိုးဖလာကန်ကြမှာပဲလားဒါပေမဲ့ဝါဝါမင်းနဲ့ကျော်လက်ထက်မှဖြစ်မှာလေဘာပဲဖြစ်ဖြစ် လူသိရှင်ကြားဖြစ်ထားသမျှအတွေ့ဆောင်မြော်ခဲ့ရတဲ့အချိန်တွေအတွေ့ယင်းဒီပိဆက်ခရသမျှအတွေ့ပတ်ဝန်းကျင်ရဲ့မျက်လုံးတွေအတွေ့အရေးအကြီးဆုံးဝါဝါမင်းရဲ့ဂုံသိက္ခာအတွေ့ဝါဝါမင်းသည် ပြုတ်သိက်လာသော မာနစကားတွေကိုဘလုံးပထွေးနိုင်စွာမျိုးချပြရ၏ နှလုံးသားတို့ပင်ဆက်ဆက်ခါနာလာကြသည်ထင်၏ဘဝမှာပထမဆုံးအကြိမ်အဖြစ်ဝါဝါမေကအញ្ញံခံလိုက်ရပြီပြီးတော့အဲ့ဒါကယောက်ျားတယောက်အတွေ့တဲ့ပြီးတော့ဘဝကြီးတစ်ခုလုံးအတွေ့လည်းဖြစ်လေသည်ထို့ညမှာဝါဝါမေသည်နဘေးမှာအိမ်မောကြနေသည့်တုတ်တုတ်ခိုင်ခိုင်လင်ယောက်ျားကိုစိတ်ပြက်လက်ပြက်ထိုင်ကြည့်ရင်အန်ကိုနာနာကြိတ်ကငါနဲ့ကိုမချစ်ဘူးဟု မာနတကြီးရေရွနေသော ကိုကိုကိုအိမ်မက်၌တွေ့လေသည်မြားနံမှမဂ္ဂဇင်းဇွန်လ1998နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်